ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များဒါမဲ့အဖြေမဟုတ်ဘူးကျွန်တော်တို့ပြန်ပြီးတော့အခုတက်ကပြန်ပြီးတော့တိုက်တယ်တိုက်တဲ့အခါမှာတက်ပုံတော့ရိုက်ပြီးတော့ပြန်ပြီးပြေးကုန်ကြပါပြီအဲ့တော့အဲစိတ်မကောင်းစရာကတော့ကျွန်တော်တို့အရင်ကတက်ကနေရာယူထားခဲ့တဲ့တောင်ကုန်းနေစခန်းနေအားလုံးကတော့စစ်စစ်ညင်ညက်ကျေသွားတာတော့အမှန်ပဲအဲ့တော့တို့လည်းညောင်ကျိုးရပြီဆိုပြီးတော့တော်ရက်ပြန်ပြေးရတာပါပဲဘာမှတော့မထူပါဘူးအဓိကကတော့ဂုံသိက္ခာပါဗျာနော် အဲဂုံဒိခအဖြစ်တော့ခိုင်းဒုက္ခကတော့လူလိန်ဘွားလွတ်သွားတယ်။နော်သူလိန်ညာပြောတာကိစ္စလေသူလွတ်သွားတယ်။အဲဒါတော့ပါပဲ။ကျန်တာတော့ဘာမှအထူးထူးကြေကြေမရှိဘူး။ညောင်ကျိုးလဲသူတို့ညောင်ကျိုးရွာလဲသူတို့မနေရဲပါဘူး။ညောင်ကျိုးရွာလဲအရှင်းဆိုတဲ့ခါကျတော့အကုန်လုံးတေကုန်ပါဘူး။တေကုန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နေရာယူထားခဲ့တဲ့ဂုံတွေဖြစ်တဲ့ဖျားဂုံတို့ချင်းဂုံတို့ရဲဂုံတို့ထုတ်လို့ရေးပေါ့တို့နော်။အဲ့ဒီနေရာတွေအကုန်လုံးကတော့အဲတက်ကပြန်ပြီးတော့ အဲဝိုင်းထားတဲ့ပုံစံမျိုးဖြစ်သွားပါတယ်ရှေ့ဆက်လက်သူတို့တိုးလို့မရဘူးဖြစ်သွားပြီနော်အဲ့အတွက်ကြောင့်မလို့ညောင်ကျိုးကြတာအဖြေတော့မဟုတ်ဘူးကျွန်တော်ပြီးခဲ့တဲ့တစ်ခါကလိုက်မှာပြောခဲ့သလိုပါဗျာနော်မင်္ဂလာကောင်ပါရေးတဲ့မင်္ဂလာပါအဲ့တော့အခြေအနေအဖြစ်ကျွန်တော်တို့ဘာမှထွေထူးထူးကြီးကြီးတော့ဘယ်လိုခေါ်မလဲကျွန်တော်တို့စိုးရင်ရတဲ့အခြေအနေတော့မဟုတ်ဘူးအဲကျွန်တော်အိုက်နေညကအဲအိုက်နေကြအောင်ဖြစ်ပါတယ်ညောင်ကျိုးကြတဲ့ တရက်ပြီးတော့ဗောနော်ကြပြီးတဲ့အချိန်တွေအတွင်းမှာပဲကျွန်တော် like လေးပြောနေမှတ်မိရပဲထင်ပါတယ်နော်မြို့တယ်ကောင်မမြို့လေကောင်မ like လေးပြောနေ like လေးပြောနေအချိန်တိတ်မတိမ်မနှောင်းလေးမှာပဲတက်ကအင်အားအပြည့်နဲ့နော်ဟိုသူတို့ပြန်လဲပြီးတော့တိုက်ပွဲဝင်ပြီးတော့ရယူဖို့စူးစမ်းထားပါတယ်အဲ့တော့ကျွန်တော်တို့အကောင်းဆုံးမျှော်လင့်ကြရအောင်ငောင်ကျိုးရွာ နဲ့ညောင်ကျိုးစခန်းအားလုံးကနေပြီးတော့သူတို့ကြော်မရဲပဲနဲ့နောက်ပြန်ဆုတ်သွားပြီဆိုတဲ့အခြေအနေ ठी ပေါ့နော်ပြန်ရောက်လာအောင်တက်ကဆောင်ရွက်နေပါလေအဲ့ဒါအဲ့ဒီအခြေအနေလေးအဲ့ဒါကျွန်တော်ပြောပြချင်တာပါအဲ့တော့အဲ့တော့မစိုးရင်ညမနဲ့ဟောနော်အခုညောင်ချရာတို့ဒီအောက်ရှစ်ပင်တို့ကညီကိုမောင်မားလေးမစိုးရင်ညပါနဲ့ဟောတက်ကခုအင်အားတွေဖြည့်ထားပါတယ်လက်နက်ကြီးတွေပစ်ပါတယ်နော်အဲ့တော့ ထိတွေ့မှုတွေလည်းရှိပါတယ်တက်ကလည်းအင်အားပြန်ပြီးတော့ဖြည့်တင်းပြီးတော့ပြန်ပြီးတော့ချနေပါလဲအဲ့တော့အခုအဲကျွန်တော်တို့ဒီအပြစ်ခတ်ရက်ဆဲပါတယ်ဆိုပြီးတော့မြောက်ကပြောသွားတာပေါ့နော်မြောက်သုံးကောင်အပြစ်ခတ်ရက်ဆဲတယ်သို့မဟုတ်လည်းမြောက်စကားမြောက်ကရိယာဘယ်တော့မှတည်တာမဟုတ်တာလေနော်အဲ့တော့အပြစ်ခတ်ရက်ဆဲပါတယ်ဆိုပြီးတော့စကားကိုလင့်ငိုက်ဝင်သိမ်းသွားတယ်အဲ့တော့တက်ကလည်းသူတို့အလင့်ငိုက်ခံခဲ့ရတာကိုပြန်ပြီးတော့အခုရွေးချင်ပြန်ပြီးတိုက်နေတယ် အဲနောက်ထပ်ဒီသဘုံဝင်ပေါက်တွေဖြစ်တဲ့ချောင်းကြီးတွေပေါ့ဘရောင်းချောင်းတို့နော်ပကံငွဲချောင်းတို့အဲနောက်တစ်ခုကညောင်ချရောက်ချောင်းတို့အဲဒါမျိုးချောင်းကြီးတွေကိုဖိဖိစည်းစည်းနဲ့ပိတ်ကာပြီးတော့တိုက်ပွဲဝင်နေပါလေအဲတက်ရဲ့အားနေချက်ကတော့လမ်းကျွမ်းကျင်မှုပေါ့နော်နည်းနည်းကျွမ်းကျင်မှုအားနေတယ်နည်းနည်းကျွမ်းကျင်မှုမှာမိမိရဲ့နည်းနည်းကျွမ်းကျင်တဲ့ဒီဒေသခံဒေသခံပေါ့အဲစည်ရေးတရင်ရင်းမြစ်တွေကိုအားကိုးတာအားနေတယ်အဲ့ဒါကတက်ရဲ့အဓိကအားနေချက်ပဲ တော့တဖက်သဘုံရဲ့အာသာချက်ကတော့ဒီသူတို့ဒေသခံချင်းနေပေါ့အဲ့ဘက်မှာချင်းနေနေပါတယ်ကျွန်တော်တို့ဒီပကံခွဲရွာတို့နော်စပြည့်ရွာတို့အဲ့ဒီတကြောလုံးကချင်းရွာတွေနော်ရခိုင်ရွာတွေများပါတယ်အဲ့တော့အဲ့ဒီကဒေသခံတွေကလမ်းတော်တော်ကျွမ်းပါတယ်အေကလည်းဒီလမ်းကျောကိုသူတို့နှစ်နဲ့ခြီပြီးတော့ကြံစီထားတာပါတချို့မွေးမယ်နော်တချို့မွေးမယ်သူတို့ဒီလမ်းကျောကိုတေချာလေ့လာထားမယ် အသေးသေးချာချာကို season plan A plan B plan C နဲ့လောက်သွားတာပါအဲ့တော့အဲ့တော့ဘလို့တွေဖြစ်လဲဆိုတော့တက်ရဲ့အားနည်းချက်ကတော့ဘာဖြစ်လဲဆိုလို့ရှိရင်မှန်တကယ်ကတက်ကဘာမှကြားစရာမရှိဘူးအဓိကကလေကျွန်တော်တို့အံဩစရာ ကောင်းတော့အောင်ကိုညံ့ဖင်းတာဗျသိလားအရာရာပြည့်စုံတဲ့နေရာဘလို့ဒီအရာရာပြည့်စုံလဲဆိုလို့ရှိရင် ဆိုတော့ဗျတပုံကလာတိုက်တယ်ဗျာတပုံကထားပါတော့ဒီအေအေစေသွေးရတပုံနေအနေနဲ့ရခိုင်ပြည်ကနေကြော်လာတာသူတောင်ကုတ်ကနေတောင်ကုတ်လမ်းကြော်အတိုင်းဒီရခိုင်ဒီကျွန်တော်တို့ပဲခိုးတဲ့ကိုဝင်လာဖို့အတွက်ဆိုတာသူတို့တောင်နေကြော်လာရတာအဲ့ဒီတန်ကြိုးကြော်လာဖို့ဆိုတာပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ဒီအဲမိုးထီတောင်ပေါ့မိုးထီတောင်မတိုင်ခင်မှာကျွန်တော်တောင်မုံကြီးဆိုရှိအဲ့တောင်မုံကြီးစခန်းကိုကြာသွားတဲ့အပြင်ကိုမိုးထီတောင်မှာစကြမိုးထီတောင်ကတကယ် special စခန်းကြီးပါ เนาะမိုးထီတောင်မှာဆက်ကြတာเนาะအဲ့တော့ကျွန်တော်ကြည့်တာတပုံကတောက်လျှောက်စစ်ကူတွေနဲ့ဒီကျွန်တော်တို့အဲဘလိုခေါ်မလဲလက်နက်ရိတ်ခါထောက်ဖို့ဘယ်ကဘလို့လာလဲကျွန်တော်စဉ်းစားရမယ်ဟုတ်တယ်မလားအသူတို့ဒီရွာတွေကနေပြီးတော့ထောက်ဖို့ရတယ်ဆိုလို့ရှိရင်အကန့်အသတ်ရှိတယ်သူဒီစစ်ပွဲတစ်ခုလုံးတိုက်ဖို့အတွက်ရွာတွေကနေပြီးတော့အကန့်အသတ်ဒီအကန့်အသတ်နဲ့ထောက်ပံ့ပေးနိုင်တဲ့ရိတ်ခါပေါ်မှာသူတို့မိတွယ်လို့မရအောင်ကြည်စမ်း တစ်ချိန်လုံးပြစ်နေရကြည်ကနောက်ကနေတလျှောက်လုံးလာနေမှရမယ်အဒီကြည်ကဘယ်ကလာလဲအရှိခါလာတာဖြစ်နိုင်ဘူးနော်အကျွန်တော်တို့အရှိရဆိုတော့တို့ရခိုင်ပြည်ကနေလာတာတော့မဖြစ်နိုင်ဘူးကျွန်တော်အောက်ကနေတက်လို့ပဲရမယ်အဲ့တော့အေးအေးကတောက်လျှောက်ကြီးတောက်လျှောက်ကြီးတောက်လျှောက်ကြီးတိုက်လာတာခင်ဗျားတို့စည်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့အယက်သားတာမန်လူပိန်းနားလေတဲ့အခြေအနေမျိုးလေးနဲ့ကျွန်တော်ရှင်းပြတာအဲ့တော့နောက်ကနေပြီးတော့လေသူတို့မှာကြည်စံစိတ်ယုံလည်းမရှိဘူးเนาะ ပြီးရင်ရိတ်ခါကားတွေလည်းမရှိဘူးလေရင်နဲ့လည်းထောက်ဖို့မလာဘူးထောက်ဖို့မလာမဲ့တက်ရဲ့ဒီလောက်အင်းနဲ့အားနဲ့ခုခံထားတဲ့စခန်းတွေကိုတခန်းပြီးစခန်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကြော်ယူလာနိုင်နေဆိုတာမျိုးဟာရိတ်ခါကသူတို့အနောက်ကနေမှမလာဘဲနဲ့အရှေ့ကနေကပြန်ပတ်လာလို့ပဲဖြစ်တယ်လို့ကျွန်တော်တို့ကသုံးသပ်တယ်နော်အဆက်လက်အဲ့တော့ကျွန်တော်တို့အရှေ့ကနေပဲထွက်လာလေအဲ့တော့အရှေ့ကနေထွက်လာဖို့ကျွန်တော်တို့စัจကြည့်တဲ့အခါမှာအဲသဲလွန်စားအနေနဲ့တော့လကောင်းမို့ဗျာနော်ဟို နည်းနည်းပေါ့မတင်ကားစရာတခုတော့တွေ့တယ်အဲ့ဒါကကျွန်တော်တို့ဒီညောင်ချောင်းမှာရှိတဲ့ UIC လျောက်ကတစ်လုပ်ငန်းလုပ်တယ်တစ်လုပ်ငန်းလုပ်တဲ့အခါမှာတောင်ပေါ်ကဒီသူ့ရဲ့တစ်လုပ်သားတွေစားဖို့အတွက်ဆိုပြီးတော့ရိတ်ခါတွေကိုစစ်ကားကြီးတွေနဲ့တဲတဲပို့ဆောင်ရေးလုပ်တယ်အဲ့လုပ်တဲ့အခါကျတော့ကျွန်တော်တို့ကအတူတစ်လုပ်ငန်းနဲ့သူ့အောင်လုပ်တာကျွန်တော်ဘာမှမပြောဘူးလေနော်အတူပါတော့လေဒီလိုအခြေအနေမျိုးမှာဒီရိတ်ခါတွေကထောက်ပို့ရိတ်ခါတွေကသူ့တစ်လုပ်ငန်းအတွက်ဖြစ်ဆိုရင်တော့ဒီလောက်ထိတည်စားကြောင်းမရှိဘူး ဲ့တော့ဒါတွေကကျွန်တော်တို့ကဟိုဆွဆွဲတာမဟုတ်ဘူးမပြေသောကံရရှိတန်ဉာရှိတယ်အတန်ဉာရှိရအတွက်ကြောင့်မို့လို့ကျွန်တော်လည်းပြောဆိုခဲ့တာတွေရှိတယ်ပြောဆိုသည်တယောက်လည်းစစ်ဆေးတာတွေတော့ကျွန်တော်တို့ကြားရပါတယ်နော်အဲ့တော့ဆိုမကျင်တာကတပုံကဘာရိတ်ခါဘာထောက်ပံ့ဘာဆိုဘာမှမရှိပဲဒီလိုမျိုးတိမ်ဝဆိုတာသဘောယူသွေးယူตาယူဖြစ်နိုင်သလားဆိုတာကျွန်တော်တို့သုံးသပ်ဆင်းနွှဲရမှာဖြစ်တယ်အဲ့တော့တပုံကလာတယ်အကျောင်းတက်ကဒီဘက်ကအခုခံတယ် တက်မှာဗျာအနောက်ကနေပြီးတော့ဒီကျွန်တော်တို့ပေးနေတဲ့ရိတ်ခါတွေလက်နက်တွေလက်နက်စက်ရုံကြီးတွေနှစ်ယောင်သုံးယောင်လောက်ကနေပြီးတော့လက်နက်တွေရောက်လာနော်အဲ့တော့ပြီးလို့ရှိရင်ထောက်ပို့ကားတွေဆိုတာမျိုးတန်းစီယာယီတစ်ခါလေဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့အချိန်နဲ့တပြေးညီထောက်ပို့ကားတွေတန်းစီပြီးစောင့်နေတယ်အထက်ကတောင်ပေါ်ကဘာလို့လဲချက်ချင်းရောက်အောင်သွားတယ်နော်နောက်လေရေလိုလားရေလိုရှိရင်ရေကမိသက်ကားနဲ့ပို့ပေးတယ် ရေလိုရေရမိသားကားနဲ့ပို့ပေးတဲ့စစ်ကားကြီးနဲ့အကောင် special ပို့ပေးတာတောက်လျှောက်ဒီထက်မပြီးသေးဘူးနော်ကျွန်တော်တို့ပြည်သူပဒေါင်းမြို့ကံပြည်သူတွေအောက်ရှစ်ပင်မြို့ကမြို့ကံပြည်သူတွေဒီပြည်သူတွေကလည်းတက်မတော်သားတွေစားဖို့အတွက်ဆိုပြီးရိတ်ခါတွေသွားပြီးတော့ဟိုသူတို့ကျွေးမွေးသေးတာနော်နောက်ထပ်ဒီရိတ်ခါတွေနောက်ထပ်ဒီကျွန်တော်တို့အကုံဝတ်ပြားလိုအပ်တဲ့ဒီလက်နက်ကအစအားလုံးတောက်လျှောက်ကအနောက်ကနေစစ်ကူတွေရောပစ်ကူတွေရောတောက်လျှောက်ပို့ပေးတာအထက်ရရှိလူကြီးမင်းများကျွန်တော်အနေနဲ့တော့အဲ အဲသူတို့လှုပ်တော့လှုပ်တယ်ပေါ့နော်ဟိုပုံစံသာမကြတာပါပုံမြင်ပြောရင်အလုတ်လှုပ်ပါတယ်အလုတ်တော့လှုပ်ပါတယ်ပုံစံမကြဘူးဆိုတာကစစ်ကူပြစ်ကူလို့တော့တော့မရပါဘူးပေးသလားဆိုတာပေးတယ်တခါတခါတက်တော့လို့ရှိရင်ကားကြီး၄၅စီးနဲ့နော်6စီးလောက်နော်အဲ့လိုမျိုး6စီး9စီးအဲ့လိုမျိုးစစ်အင်အားအဲ့လိုမျိုးပို့ပို့ပေးတာစစ်အင်အားလည်းပို့ပေးတယ်လက်နက်လည်းပို့ပေးတယ်ရိတ်ခါလည်းပို့ပေးတယ်ပြည်သူတွေကမှအစားအသောက်တွေသွားကြွေးသေးတယ်ဒေသခံဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ ရဲပြည်သူစစ်အားလုံးအားလုံးကလည်းပါဝင်ပြီးတော့ဒါမျိုးအေးအေးကထိုးစင်းလာတယ်။အောက်ကနေပြီးတော့ကိုကဒီတပ်ဘက်ကနေခုခံတယ်။ခုခံတဲ့အတိုင်းဒါမျိုးကဘာကြောင့်မို့လို့ကိုဘက်ကနောက်ဆုံးပိတ်တော့တဖြည်းဖြည်းဖြည်းနဲ့စခန်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးနောက်ဆုံးလာအေးအေးကဒါမျိုးရောက်လာဆိုတာတောင်းတောင်းညံပြင်းမှုတော့မဟုတ်ဘူးလေဗျာနော်။နော်အဲ့တော့ တဖြည်းဖြည်းနဲ့ဒါကဟိုတုံအောင်ညံပြမှုမဟုတ်ဘူးเนาะမြောက်သေချာစဉ်းစားရမှာနောက်တစ်ခုကစစ်တဲ့အားဖြင့်နေညာမှုလို့ပြောရမှာစခန်းတစ်ခုကြပြီးရင်အထက်ကအထက်ကလည်းဟိုပြတ်သားပါလေမင်းတို့လေရအောင်ပြန်တိုက်ဆိုပြီးတော့ရတာလေလိုအဲ့တဲ့ဟာလေအကုန်ပေးတာပေးပြီးတော့ပြန်တိုက်ခိုင်းတာပြန်တိုက်ခိုင်းမတိုက်ချင်တော့ဘာလုပ်လဲဆိုတော့ရပီးတင်အောင်အောင်သတင်းလွှင့်တာလေရှိရအဲ့သတင်းကိုလည်း အဲဘလောက်ဟောမှာဆိုလို့ရှိရင်ကျွန်တော်တို့တာမန်အယက်သားတွေမပြောနဲ့ပေါ့ဗျာ။ကျန်တဲ့တို့စစ်တပ်အတွင်းကစစ်သားတွေအောင်ယုံလား။အော်တယ်လီဂရမ်တွေကလည်းခင်ဗျားတို့အဲ့လိုမျိုးပေါ့။ပြန်ရပါပြီတို့ဘာလို့ပေါ့နော်။နည်းနည်းလေးပြောနေရလေးနည်းနည်းသတိထားစေချင်တယ်။အဲ့တော့အဲ့ဒီသတင်းပေါ်မှာမိန်ပြီးတော့ပြန်ရရောရောမရတဲ့အောင်အထက်ကလည်းဘာဆောင်ရလို့ဆောင်ရမှာမသိဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့နောက်ဆုံးပိတ်တော့စခန်းတွေကတစ်ခုပြီးတစ်ခုတစ်ခုပြီးကြာသွား။စခန်းကြာရင်ကြာတဲ့ဝင်းခံပါနော်။ဘာကြောင့်ကြာလဲဆိုတော့ကိုပြပြသားသားနဲ့ဒါ နောက်တော့မကြအောင်ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားရမှာဖြစ်တယ်ကြတော့ဝိုင်းလိန်နေဖို့မဟုတ်ဘူးเนาะ lobby ဆန်နဲ့အတွေးခေါ်နည်းနည်း short စေချင်တယ်အဲအခုတော့ဒီစီရေးမှာကျွန်တော်သုံးသက်ကြည့်လိုက်တာလေဒီကြာရှုံးမှုဟာသွေးရသားရကြာရှုံးမှုတော့မဖြစ်နိုင်ဘူးအေးအခုတော့အလုပ်လုပ်ပါလေဟိုဒီကျွန်တော်တို့အဲညောင်ချိုးကြပြီးရဲ့နောက်ပိုင်းမှာတော့ညောင်ချိုးအတွက်တခါလဲစိတ်မတမောက်ချင်းပါပဲစင်အားတွေထပ်ဖြည့်ပြီးတော့အခုကျွန်တော်တို့ထိုးစစ်တွေပြန်ဆင်နေပါလား ထိုးစစ်တွေပြန်စင်သေးလျောက်လဲတပုံကညောင်ကျိုးမှလည်းနေမရပါဘူးသူတို့နေရစခန်းနေတာလဲအမုတ်အမုတ်ညက်စစ်စစ်ညက်ညက်ကြေသွားပါပြီကြေသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့တော့ညောင်ကျိုးပြန်ရပြီလားဆိုတဲ့ခါကျတော့အဲကျွန်တော်ကဒီအချိန်မှာပြန်ရပြီပြောလို့ရှိရင်လဲလော်ဘီဆန်ရကြမယ်နော်မပြောင်းဘူးပြောလို့ရှိရင်လဲလေယာကြမယ်အဲ့တော့တေချာတစ်ခုကတော့အီအီကတော့အဲ့ဒီညောင်ကျိုးကနေပြီးတော့တပ်ပုံလောက်ဝင်ရိုက်သွားတယ်တပ်ပုံလောက်ဝင်ရိုက်သွားပြီးတော့ခိုင်ဒုက္ခလူလိန်ဘွားလွတ်ယုံလောက်နော်အဲကြားကောင်းအောင်လို့သူတို့လှုပ်သွားတယ် အတက်ကတော့အဲ့နေရာလေးအားလုံးကိုပြန်ပြီးတော့လေရင်နဲ့စစ်စစ်ညက်ကျဲလိုက်တယ်ကျဲလိုက်တဲ့အတွက်ကြောင့်မို့လို့အခုသဘုံကတော့နောက်ဆုတ်သွားပြီနောက်ဆုတ်သွားပြီဆိုတဲ့ခါကျတော့အပြောမဆိုရင်ညောင်ချူကပြန်ရပြီလို့ခင်ဗျားတို့ဆိုလို့သလားအဲဒါကတော့ခင်ဗျားတို့ကိုကျွန်တော်မေးရမှာပါကျွန်တော်ရပြီပြောရင်လည်းငါတို့ကျင်းနေမှာမဟုတ်မရဘူးပြောရင်လည်းကျင်းနေမှာမဟုတ်ဘူးအဲ့တော့နံပါတ်၁ချက်အနေနဲ့ညောင်ချူချင်းတွေကကာကင်းစခန်းနေအားလုံးညောင်ချူရဲ့ဒီသူတို့တောက်ဝင်မိနေရယူထားနေရအားလုံးကအမုတ်ကြီးမုတ်ဖြစ်သွားပြီသူတို့လည်းမနေရဘူး နော်တက်ကလည်းအင်အားအပြည့်နဲ့ဝင်ပြီးတော့ထိတွေ့မှုတွေနဲ့တိုက်ပွဲဝင်နေတယ်နော်လီရင်နဲ့လည်းအသက်ကောင်စော်နေတယ်လက်နက်ကြီးတွေနဲ့စော်နေတယ်အာလွန်စင်းညက်ကျင်နေပြီအဲ့တော့အဲ့ဒီချင်းအောင်ကျင်ခြင်းအဖြစ်ညောင်ချိုးရပြီလို့ခေါ်မလားမရဘူးလို့ခေါ်မလားကျွန်တော်နည်းနည်းလေးဝိုင်းစဉ်းစားပေးပါအောင်ရပြီလားနော်အဲ့တော့ရပြီလားမရဘူးလားနည်းနည်းလေးပြောပေးပါအောင်ကျွန်တော် comment နဲ့အကောင်လုံးဖွင့်ထားပါလား ော်အဲ့တော့ရှိခဲ့ပါရပြီပေါ့အေးပေါ့ရပြီလို့ပြောလို့ရတာပေါ့နော်ပြန်ရပြီလို့ပြောလို့ရတာမရသေးပါဘူးဘာကြောင့်မရသေးတာမရသေးဆိုတာအဲ့ဒီကျွန်တော်စခန်းနေအားလုံးမှာတက်ကဝင်ထိုင်နိုင်မှသာလေရပြီလို့ပြောမှလားတေချာတခုကတော့အဲ့ဒီမှာလုံးဝ50 50ပါနော်အကျွန်တော် like ကိုကြည့်တဲ့သူတွေအားလုံးမှာတော်တော်ရင့်ချက်မှုနဲ့ကြည့်တဲ့သူတွေမဟုတ်ဘူးနော်ကျွန်တော်ရဲ့စီရေးသတင်းနိုင်ငံရေးသတင်းကိုလေ့လာနားထောင်နေတဲ့သူတွေအားလုံးဟာအဲသူတို့ ော်တော်ရင့်ကျက်တဲ့ပုံစံတွေဖြစ်တယ်နော်ညံရမ်းနေမှာတဲ့ပုံစံတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကနေ live တွေပြောတဲ့အခါမှာတအားအဆင်ချင်ရပါတယ်နော်ရပြီလို့ယူဆလို့ရပါနော်မရတရ50 50မရပါဘူးအဲ့တော့ဟုတ်ပြီကဲထားပါတော့အဲ့တော့ဒါတော့ကိုရိုနာဆုံးဖြတ်ကြပါဗျာเนาะကျွန်တော်လက်ရှိအခြေအနေတော့အခြေအနေကိုအခြေအနေတိုင်းကျွန်တော်ပြောပြပြီးသွားပါပြီ။ အကျွန်တော်ကတော့ခင်ဗျားတို့ကျွန်တော်တို့အဲတက်မလို့အားပေးထောက်ခံသူများအားလုံးရဲ့အားလုံးရဲ့ပေါ့အဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါတေချာတော့ခုကတော့အဲ့ဒီစကမ်းနေအားလုံးမှာမနေဘဲနဲ့အေအေကလည်းသိတယ်နေနဲ့သူတင်ကြရင်တော့သူသိတယ်အဲတက်ကလည်းနောက်ဆုတ်လိုက်ရပြီမဲ့ခိတ္တနောက်ဆုတ်ခြင်းလို့သာလင်းတက်ကသတ်မှတ်တာပါအော်အေအေကလည်းအခုသူ့ရဲ့နေထိုင်ရာနေရာဖြစ်တဲ့ဘယ်ကြောင်ကြောင်ကြောင်ကပြန်ပြီးတော့ခူအောင်သွားပြန်လည်းမသိဘူးတွင်းနေတူလာတယ်အဲ့တွင်းနေမှာပြန်သွားပြန်နေပြန်ပြီနော်အဲဒါကလက်ရှိအခြေအနေပါ အုတ်ရှိပင်က AAC သွားလာနေကြပါတယ်နော်ဟုတ်ပါလားအဲ့တော့လက်ရှိအခြေအနေပေါ့နော်ဒီတက်ကအထောက်ပံ့နေကောင်းရတာနဲ့ဘာကြောင့်မို့လို့ကြာရှုံးရလဲဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့သုံးသက်ပြခြင်းဖြစ်ပါတယ်နော်အေးပါတဲ့ view ဟာရပါတယ်อืมဟုတ်တယ် view ဟာရလည်းဖြစ်နိုင်တယ်အဲ့ဒီခင်ဗျားကျွန်တော်ဒီလမ်းကျောအတိလားမသိဒီလမ်းကျောကအာကျွန်တော်ဒီ GPS ဟိုကျွန်တော်တို့ဒီ Google Map Map ကနေဖြစ်ဖြစ်နော်ကျွန်တော်တို့သိချကြည့်လိုက်ပါနော် Google Earth ကသိချကြည့်လိုက်ပါသူက နေဖြတ်ကုန်းပြင်းနေပြီကုန်းပြင်းနေရှော်တယ်ပွင့်နေပြောရရင်လေကျွန်တော်တို့ခြုံခုတိုက်မယ်ဟဲ့ဆိုလို့ရှိရင်5မိနစ်တခါလောက်ခြုံခုတိုက်တယ်လို့ရတယ်ဗျာဆိုတော့ကြခုံခြုံခုတိုက်တယ်ဆိုတာ မြင်ကွင်းနေဒါအကွေ့ကောက်တွေအလင်ကောက်တွေเนาะအဲ့ဒါတွေအရမ်းများတဲ့ခါကျတော့အစီအဖြစ်ရင်ဆိုင်ရတော်တော်ခက်ခဲနေနေရမျိုးပါအဲ့တော့အဲ့ဒီနေရာမှာဆက်လက်ရင်ဆိုင်နေမဲ့အစားမြေပြန့်ဖြစ်တဲ့ကျွန်တော်တို့အခုလေဆင်လန်တို့ နော်ရှုခင်းသားတို့ဘက်မှာဆက်လက်ပြီးတော့ခုခံဖို့ဒါလည်းပြူဟာရလည်းဖြစ်နိုင်တယ်ပေါ့နော်အဲတော့ပါတော့လည်းပဲခင်ဗျားတို့ဒီမှာအဲအေအာဘေးထောက်ခံသူတွေနော်ဒီစေသေးကြအာဘေးထောက်ခံသူတွေကတော့ခင်ဗျားတို့ပြောနေမှာပေါ့ကဲကဲရှိပါသေးတယ်တို့ကဒါပြောတာတော့ဒါဓမ္မတာပဲလေနော်ကဲဟုတ်ပါပြီအဲ့တော့ဒါကကျွန်တော်ညောင်ကျွန်းနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဟိုတည်တည်ဆဲဆဲမြင်ရလေအောင်ကျွန်တော်သုံးသက်ပြခြင်းဖြစ်ပါတယ်ခင်ဗျာနော်